mistake လုပ်လို့မရတော့ဘူးခွာဥမာတကယ်တမ်းကိုပြန်တွေးရသည့်တိုင်တွေးရတဲ့အသင်ဒီတစ်ဖက်မှာလည်းနိုင်ရရှိထားတဲ့အသင်ဆိုတော့ဥမာကိုနိုင်ခဲ့ရင်ပြောတာပါဟုတ်တယ်အဲ့တော့ပိုပို challenge ဖြစ်သွားတယ်ဟုတ်တယ်အဲ့မှာလည်းထပ်မလို့မရပဲねသူထိတ်ကိုတက်သွားဖို့အတွက်သူထက်ကြိုးစားရမယ်ပိုပိုပြီးလှေကလေးတစ်ခုလို့ဖြစ်သွားရဲကွာဒီ cruise ခွဲတဲ့အချိန်မှာပေါ့နော်မသစ်စီအနေနဲ့ crew လေးတော်တော်လေး၆နာရီတော့တတိထားမိတယ်ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ဆုံးသက်ကတော့ခုနကရှကီဆက်ဆက်ပြောသလိုဖင်အားလို့တော့မရတော့ဘူး set format ဆိုပြီးတော့ WEC မှာကျွန်တော်တွေ့ရတဲ့ format လေးပေါ့နော်အဲ့ဒါ तू ကပြောမယ်ဆိုရင်เนาะ Shaky နည်းနည်းဟိုရိုးရိုးရှင်းရှင်းပဲလို့မြင်မိတယ် group stage ကိုမှအရင်လိုမျိုးဟိုအမှတ်တွေနဲ့ကြီးပဲတည်ရ round robin မဟုတ်တော့တောက်လျှောက် round robin မဟုတ်တော့ပဲねအ day 1ကတော့ကျွန်တော် random အနေနဲ့ကျွန်တော်အသင်းနေဆော့ရတာပေါ့အဲ့လိုနောက်ထပ်ကျွန်တော် day 2ကြလို့ရှင်အဲကျွန်တော်ရှေ့ရ D1 မှာနိုင်နားတဲ့နှစ်သင်းအဲလိုအချင်းချင်းတွေ့တယ်ရှုံးနားတဲ့အသင်းအချင်းချင်း တွေ့မယ်အဲ့တော့ရှုံးတဲ့အသင်းကိုကျွန်တော်တို့ထပ်ပြီးတော့ရှုံးသွားရင်နှစ်ရက်သက်တိုက်ရှုံးရင်တော့ထွက်ကြပြီအဲ့လိုပုံစံမျိုးဆိုတော့အဓိကကပေါ့နော်ကျွန်တော်လည်းစချင်းတော့ဒီပုံစံမျိုးကြည့်တယ်ဘာလို့ကိုယ်တိုင်ပိုင်နေတိုင်းတော့ဒီအသင်းတွေကလို့ဟုတ်ပါဘူးလို့ဘာလဲပေါ့မတွေ့ရသေးတဲ့အသင်းတွေလည်းဟုတ်မတွေ့တော့ဘူးလားပေါ့အဲဟုတ်တယ်ပြောကြောပြန်ပြီးတော့ကြည့်လိုက်အောင် GSL format ကြည့်ပြနေဆိုတော့အဓိကပေါ့နော်အရေးကြီးဆုံးကပထမဦးဆုံးပွဲပဲပွဲပဲအမှန်ပဲဒါတော့ရက်စကားနဲ့ပြောပထမပွဲမှာဖင်ရလို့တော့မရအောင်နိုင်နာမှရမယ်နိုင်နာမှရမယ်အသေးချာတဲ့ခါလို့မှရမယ်ဘာလို့လဲဆိုတော့နိုင်တိုင်းရင် ဘယ်လိုပြောမလဲဆိုတော့လုံးဝ play out တက်ဖို့ကတေချာသွားပြီ upper bracket lower bracket ပဲလူ့ဘဝပဲရှိတာလူ့ဘဝပဲရှိတာဟုတ်တယ်ဆိုတော့သူ့ရဲ့ format ကပထမအဦးဆုံး runner တွေပဲပေါ်နိုင်နိုင်ရင်တော့ play off တက်ဖို့က chance များသွားပြီဟုတ်တယ် အဒုတိယပွဲပါနိုင်တော့တေချာဖို့ play off ဗျာသူတို့ကပထမ D1 မှာနိုင်လာတဲ့တေကကျွန်တော်တို့တပွဲ D2 မှာရှုံးသွားရင်တော့သူ designer man အနေနဲ့ထပ်ပြီးတော့ဆော့ရတယ်အဲ့ designer man မှာနိုင်ရင်တော့ကျွန်တော်တို့ upper lower ခွဲတယ် upper lower ခွဲပြီးတော့ထပ်ပြီးတော့သွားတယ် designer man မှာတော့မှကျွန်တော်ရှုံးသွားတဲ့တေကမထွက်ကြတော့ဘူးဟုတ်တယ်ကျွန်တော် lower ရှုံးသွားရင် lower bracket နိုင်ရင် upper bracket အခုကျွန်တော်တို့ဒါအနည်းသက်ဆုံးတွေ့ရတဲ့ကျွန်တော်တို့ဒီ WEC ပြိုင်ပွဲမှာကျွန်တော်တို့ဒီ format နဲ့ဆော့သွားတယ်ဗောနော်ဒါကတော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့ဒီ format ကိုဒီ jet တဲ့ဘက်မှာတွေ့ရတဲ့အတွက်ဒါကျွန်တော်ဒီဒီတစ်ခေါက် pocket မှာထည့်ပြီးတော့သုံးသပ်ပေးသွားဆိုကိုဒီနည်းနည်းတိတ်ကောင်းလေ special guest ကိုတဟောက်လေနည်းနည်းမေးချင်တာသူသူကအဲ့လို panel ထိုင်လာတဲ့တက်တန်းလျှောက်အဲ့လိုပြိုင်ပွဲတွေမှာပြိုင်ပွဲပေါင်းစုံကတော်တော်များနေ format တွေလည်းအများကြီးကျင်လည်လာရတယ်ဆိုတော့ဒီလို format လေးမှာရောအဲ့ဒါပို challenge ဖြစ်လာတဲ့ format လို့ထင်တယ်အဲ့လိုဘယ်လိုပြောရမလဲ လုံးဝ mistake လုပ်လို့မရတော့ဘူးကွာဥမာတကယ်တမ်းကိုပြန်တွေးရသည့်တိုင်တွေးရတဲ့အသင်ဒီတစ်ဖက်မှာလည်းနိုင်ရရှိထားတဲ့အသင်ဆိုတော့ဥမာကိုနိုင်ခဲ့ရင်ပြောတာပါဟုတ်တယ်အဲ့တော့ပိုပို channel ဖြစ်သွားတယ် တ်တယ်အဲ့မှလည်းထပ်မလို့မရပဲねသူထိတ်ကိုတက်သွားဖို့အတွက်သူထက်စ조사ရမယ်ပိုပိုပြီးလှေကလေးတစ်ခုလို့ဖြစ်သွားရယ်ကွာအရင်တော့အမှတ်နဲ့စော့ရယ်ဒီတိုင်း round robin လိုမျိုးအဲနည်းနည်းအဲ့လိုတခါလေးじゃကိုနဲ့သွားပြီးအမှတ်တူတဲ့အချင်းချင်းကိုပဲလို designer mask ကိုပြန်စော့ရတာမျိုးရှိရယ်ပေါ့နော်ဒီဥစ္စာကကြတော့ဥမာအမှတ်တူတယ်မတူဘူးဆိုဥမာကိုနဲ့လွယ်တဲ့သင်းနဲ့ထက်ကြမှာပဲ AC ပါပဲကွာငါတို့သူတို့ကိုနိုင်အောင်ပြန်ဆော့လိုက်ရင် best of 3 2C နဲ့ရအောင်နိုင်အောင်ဆော့လိုက်မယ်အဲငါတို့ auto တက်သွားမှာပဲကွာဆိုတော့စိတ်မျိုးမရှိတော့ဘဲနဲ့ အဲ့လိုပို challenge ဖြစ်လာတယ်ငါတို့တက်ပို့တာတဲ့အသင်းနဲ့စော့ရမယ်ဆိုတော့စိတ်နဲ့သူတို့နည်းနည်းလေးပို့ပြီးတော့ emphasize လုပ်ဖြစ်တယ်ပေါ့နော်ဘက်တရီကိုအဲ့ဒါကြောင့်ပို့ပြီးတော့သဘောကျတဲ့ format တစ်ခုလို့ထင်ပါတယ်။ဟုတ်ပါတယ်။နောက်ပိုင်းကတော့အဲ့လိုမျိုးဒီ format လေးအစ်တလေးတွေ့ရတယ်။အရင်ဆိုလဲကျွန်တော်တို့ mobile legend မှာဆို switch state ဆိုတာဟိုးအရင်ကဆိုတိတ်မသုံးကြတော့အခု switch system နေလေနောက်ပိုင်းဆိုတွေ့လာရတယ်ပေါ့နော်။ဒါကတော့ပို့ပြီးတော့မိုက်လာတယ်ပို့ challenge ဖြစ်လာတယ်လို့ပဲမြင်မိပါတယ်။ဒါပေမဲ့ ကြည့်တဲ့ audience တွေထဲမှာဆိုနည်းနည်းဒီပွဲမှာမှမြင်ပြီးတော့စိမ်းဝါပြီးတော့ဒီ platinum နဲ့ gold ဆိုနှစ်ပွဲစတိုင်ကြီးပြန်တွေ့တာဟုတ်တယ် group stage မှာတည်းကဘာလို့ဒီအသင်းနဲ့အသင်းကတွေ့ပြီးသားကိုပြန်ဆော့နေရတယ်လို့ပါမဟုတ်ဘူးကျွန်တော်တို့ဒီ designer map အနေနဲ့ထက်ဆော့ရတယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် format အကြောင်းလေးကိုဒီ episode မှာထည့်ပြီးတော့ရှင်းပြပေးသွားတာပါဟုတ်ပါတယ်ဆိုတော့နောက်ထပ်တစ်ခုထူးထူးခြားခြားအနေနဲ့ပေါ့နော်ဒါအားလုံးလည်းချစ်ပါတယ်ခင်ပါတယ်ဒီ group ခွဲတဲ့အချိန်မှာပေါ့နော်မသိစီးအနေနဲ့ group လေးတော်တော်လေးခြောက်နှံလို့သတိထားမိတယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတော့အမှန်ပဲဘာလို့လဲဆော့သွားတယ်ပွဲနောက်ပွဲလုံးကဒါတော့ကြိုပြောထားတာဘာလို့လဲဆိုတော့ကျွန်တော်ကတော့တိန်းလုံးနဲ့ခင်းပေါ်လိုက်ပေါ့ဟုတ်ဒီဒါပုံပင်လင်းလင်းပြောညီကိုတို့ခင်းရတော့ပို့ပြီးယုံစေရင်ဟုတ်တယ်ယုံနေပို့ပြီးတော့ရနေရင်လားဟုတ်တယ်ဟုတ်တယ်စေတနာလေးနဲ့ဟုတ်တယ် ညီကိုတော့ကောင်းကောင်းဖို့ကောင်းဖို့အတွက်ကောင်းဖို့အတွက်အာဟုတ်တယ်ဒီ Shaggy ပြောသလိုပဲ Cruise State ရောက်တော့နည်းနည်းချောင်းတယ်လို့ပြောနည်းနည်းမဟုတ်ပါဘူးတော်တော်ချောင်းတယ်ဟုတ်တယ်ဟောလဲဆိုတော့ through saw ရတဲ့ပွဲကပွဲပြက်ပဲပွဲပြက်မှာ2-0ဆိုတဲ့ပွဲတွေနဲ့သူတို့အတွက်ကတော့ဒီတက်တောင်းတက်တာနဲ့နောက်ထပ် playoff ရဲ့ upper bracket ကိုရသွားတဲ့ဒါဒီ group stage လို့တော့ပြောလို့ရတယ်ပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဆိုတော့အဓိက group တကယ်ကြက်သွားတာတော့ group B သွားဖြစ်တယ် ဒါရတော့အဓိကဘယ်လိုပြောမလဲဆိုတော့ randomly မဲနိုင်တာတွေကြီးပဲဒါပေမဲ့တေချာပြန်ကြည့်မှဆိုရင် direct invite 3တင်းရလဲမြင့်မြတ်တတပဲပေါ့နော်တစ်ဖက်တစ်တင်းတစ်ဖက်နှစ်တင်းဆိုပြီးခွဲထည့်ပါဒါပေမဲ့ကောင်းထောင်းမှာစားနေပဲ YG က groovy ပါထက်ကြွားလာဆိုတော့ဒါကလုံးဝပြိုင်ဆိုင်ဦးပြေးထိုင်အောင်ရတဲ့ပုံစံမျိုးတော့ပြောလို့ရတယ်ဖွင့်ပွဲစဉ်ကလေးကပဲတော်တော်ကြီးမိုက်နေတာပေါ့နော်ဟုတ်တယ်အတင်းကြီးရတယ်အတင်းကြီးရလဲတွေ့ပေါ့နော် fat boy esports ဆိုလို့ရှိရင်လည်းသူတို့ဟိုနောက်ဆုံးနေ့အထိကိုအကျိတ်နေဆော့ခဲ့ရတဲ့ပုံစံမျိုးတွေလည်းတွေ့ရတယ်ပွဲကလည်းကြီးလို့လည်းကောင်းခဲ့တယ်ပေါ့နော် ဟုတ်ပါတယ်ဒီ format နဲ့ပတ်သက်ရင်တော့ဒီကိုသားပြုံးသုံးသက်သူပြောပြသွားသလိုပဲကျွန်တော်တို့ကလည်းသဘောကျတဘောကျတယ်ဆိုတော့အဲ့လိုမတူညီတဲ့အသစ်အသစ်တွေနဲ့အတူဒီ player တွေအတွက်ကိုဒီပြိုင်ပွဲချင်းပါတဲ့ဘက်ကနေပြီးတော့လည်းဘယ်လိုမျိုးသွားရင်ပို့ပြီးတော့ ဒီအတင်းကြီးတွေရောအတင်းသေးတွေရောပိုပြီး fair ဖြစ်လဲဆိုရဲအရာကိုပိုစဉ်းစားပြီးလာလို့ပဲကျွန်တော်ဒီလိုနေနေပါတော့เนาะဟုတ်တယ်ဒါပေမဲ့ဆုံးသက်ကတော့ခုနကရှကီဆဆပြောသလိုဖင်အားလို့တော့မရတော့အဲ့လိုမဟုတ်လိမ့်နေပဲသွားပြီးတော့ဆုံးသက်ပြီးရတော့မှာပေါ့ကောင်းပဲပြီးရတော့เนาะကဲဆိုတော့ဒါကတော့အလုံးသိရတဲ့အတိုင်းပဲဒါကဒါကျွန်တော်တို့ရင်တော့ episode တွေကြည့်ရတဲ့အတိုင်းပဲကျွန်တော်အနည်းဆုံးကျွန်တော်တို့ဒီပွဲတွေပြန်ကြည့်ပြီးနည်းနည်းပြန်ပြီးသုံးသက်တဲ့ session ရတယ်ရှိတယ်ဟုတ်တယ်ကဲဆိုတော့ဒါ crusade ကပွဲလေးနည်းနည်းပြန်ကြည့်မယ်ဆိုတော့ပထမအဦးဆုံးသွားကြည့်မယ်ဆိုရင်မတစ်စီ ဒါအရန်တာတယ်ပွဲကလည်းအရန်ပြက်တယ်ကေးရီကလည်း16 3ဆိုတာကြီးကနှစ်ဆမဟုတ်3ဆ4ဆလောက်ကွာနေချိန်မှာဒီမှာ blaze နေအမားတစ်ခွက်ကလှုပ်သွားသေးတယ်နော်ဒါ alpha နေနဲ့ gun bug တစ်ခုဖြစ်သွားနိုင်တဲ့အထိကိုဖြစ်သွားတယ်သို့တော့ item gap ကအရန်ကွာဟာနေဒါကျွန်တော်တို့အဲ့ပွဲကိုတောက်လျှောက်ကြည့်နေလူတွေဆိုလည်းသိတယ်မကျွန်တော် panel ရော caster ရောအကုန်ပြောနေတဲ့အချိန်မှာ gun bug ရခဲ့နီးသို့တော့တဲ့ဘယ်လိုပြောမလဲဆိုတော့ ိုက်တဲအရန်ဟနေဟုတ်တယ်ဒီကကောနေရန်ဟနေအရန်ဟနေအချိန်မှာနေထိုင်စပီးမင်းနီယက်စီပါယူသွားနိုင်ခဲ့တယ်ပေါ့နော်ဒီကခရိုနိုဘလက်ဂျက်နေကေးကနှစ်ကောင်ရအောင်ရဟုတ်တယ်ဒါသူတို့ဒီ day 1မှာတွေက ဘယ်လိုပြောမလဲကျွန်တော်ပြောသလိုပဲဒီ R4 နဲ့ Mytis ရဲ့ line အရာကြည့်မယ်ဆိုလို့ရှင်ရောပဲကျွန်တော် tin power ကနည်းနည်းသွားကွာနေတယ်။ဟာနေတော့သူတို့ဒီ Mytis ကတော့သူတို့ရလာတယ်ဆိုတော့ဒီပွဲပေါ်မှာအပြည့်အဝ focus ပြီးတော့သူအရင်တော့မှသူတို့အတွက်အရင်လုတ်ပြရတဲ့ပွဲတစ်ခုတော့မဟုတ်ပဲနဲ့သူတို့နောက်ထပ်လာမယ့် playoff တွေအတွက်ကိုချန်ပြီးတော့တော့ဆော့သွားတယ်လို့မြင်မိတယ်။ဒါပေမဲ့အဲ့လိုမျိုးမလုတ်ပြစရာမလိုဘူး။ဒါပေမဲ့လုတ်ပြတဲ့ player ရရှိတယ်။ Nigo Nigo ဒါကျွန်တော်တို့အဲ့ပွဲကြည့်နေတဲ့လူကပြောရသလိုပဲလုံးဝဘယ်လိုပြောမလဲဆိုတော့ classic KDA ဖြစ်နေပြီဒီ73မိနစ်မှာ6-0 11ဖြစ်နေရဆိုတာကြီးကဒါက pro race semi pro race classic ဆိုတဲ့ KDA ဖြစ်နေပြီအဲ့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ကြည့်လိုက်တဲ့အတိုင်းပဲ framage ကြီးကို blind flicker ကြီးနဲ့ဒီမှာလိုက်တတ်တာဒါဝတာပေါ့အဲ့ဒီမှာဒီဆက်ကြည့်မယ်ဆိုရင် feather air strike မိတယ်အဲဝင်းစပိုင်ဝင်းရဲ့ဘတ်ကသွားထိရဲ့အချိန်မှာတခါလေလေတဲ ignition ပွင့်သွားတယ်ဟုတ်တယ်နှစ်ချက်ပဲထောင်းသွားတာအဲဆိုတန်းကိုလျှောတာပဲနော် တကယ်သူ gain sense ကိုကဒီကောင်တော့လောက်ပြင်ရောတယ်ဆိုတော့သူတန်းတိရဲ့ gain sense ပြန်ပိုင်ရဲ့ဒီ hero ရဲ့ nature ကို तू ဖာဆာကိုတော်တော်လေးကိုပိုင်ရဲ့ဆိုတဲ့အထားကြီးလေးရှိဟုတ်တယ်ဒါကတော့ဒီလိုပြောပြကြည့်လိုက်မှဆိုရင်မသိစီအတွက်ကတော့ crusade ကတော့လုံးဝချောချောချူချူပဲအမှားမြင်မရှိနေဘူး